ားလုံးပဲမင်္ဂလာခင်ဗျာကျွန်တော် ETK channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါလေကျွန်တော်ဒီကတင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့2025ခုနှစ်17လပိုင်းအတွက် Redmi ဖုန်းသစ်ဈေးနှုန်းများပတ်ဝန်းပဲဖြစ်ပါလေခင်ဗျာဟုတ်ကဲ့ပါကျွန်တော်ဒီပတ်ဝန်းမှာတော့ ထိုင်းဂလိုဘယ်လုံးလေးနဲ့ China 5G လုံးလေးကိုကျွန်တော်တွဲပြောပြသွားမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါထိုင်းဂလိုဘယ်လုံးလေးဖြစ်ကြတဲ့ Redmi A5 ကနေပြီးတော့ China 5G လုံးလေးဖြစ်ကြတဲ့ Redmi Note 30 Pro ကိုကျွန်တော်ဒီဗီဒီယိုလေးမှာပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာအခုဈေးကွက်ထဲမှာတော့ Redmi ဖုန်းတွေကတော်တင်ပြန်ဝင်လာပြီပေါ့နော်အဲပြန်နေဝင်လာပြီဈေးတွေထိုးကြပါတယ်ပေါ့နော်ကျွန်တော်အရင်ကကျွန်တော်70လပိုင်းတော့ကျွန်တော်တင်ပေးတဲ့ဈေးနှုန်းတွေတော့တသိန်းတသိန်းကျော်တော့ဒီဈေးကျသွားတာကိုတွေ့ရတယ်ပေါ့နော်အဲတွေ့ရဖြစ်တဲ့အတွက်ကျွန်တော်ဒီလကုန်မှာဖုန်းဝင်ပေါ်တာတွေအတွက်ဒီဈေးနှုန်းလေးတွေနဲ့ဖုန်းဝင်လို့ အဆင်ပြေအောင်ကျွန်တော်ဒီပရီလေးကိုတင်ပြရခြင်းဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်ဒီပရီလေးမှာတင်ဆက်ပြီးမဲ့ Redmi Phone သစ်ဈေးလုံးများပတ်ဝန်းကိုသိကျင်လဲဆိုရင်တော့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ပြကြဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာအားလုံးကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာကျွန်တော်နံပါတ်1မိတ်ဆက်ပေးခြင်းတဲ့ဖုန်းလေးကတော့ Redmi A5 ထိုင်းဂလိုဘယ်လုံးလေးပဲဖြစ်ပါတယ်ခင်ဗျာဒီဖုန်းလေးကတော့ RAM 3 64ကို3400 9000နဲ့ရောင်းချနေပြီး RAM 4 128ကို3800 9000နဲ့ရောင်းချနေတာကိုတွေ့ရပါတယ်ခင်ဗျာ ကျွန်တော်နမနှစ်မိတ်ဆက်ပေးခြင်းတဲ့ဖုန်းလေးကတော့ Rugby 40C ထိုင်းကလုပ်ပဲလုံးလေးပဲဖြစ်ပါတယ်ခင်ဗျာဒီဖုန်းလေးကိုတော့ RAM 6128ကို4300 9000နဲ့ရောင်းချနေတာကိုလည်းတွေ့ရပါတယ်ခင်ဗျာကျွန်တော်နမသုံးမိတ်ဆက်ပေးခြင်းတဲ့ဖုန်းလေးကတော့ Rugby 15C ထိုင်းကလုပ်ပဲလုံးလေးပဲဖြစ်ပါတယ်ခင်ဗျာဒီဖုန်းလေးကိုတော့ RAM 6128ကို4300 6000နဲ့ရောင်းချနေပြီး RAM 8256ကိုတော့9300 9000နဲ့ရောင်းချနေတာကိုလည်းတွေ့ရပါတယ်ခင်ဗျာ ကျွန်တော်နံပါတ်လေးမိတ်ဆက်ပေးခြင်းနဲ့ဖုန်းလေးကတော့ RMB 55 Thai Glow ပဲလုံးလေးပဲဖြစ်ပါတယ်ခင်ဗျာဒီဖုန်းလေးကိုတော့ RAM 8256ကို63900နဲ့ရောင်းချနေတာကိုလည်းတွေ့ရပါတယ်ခင်ဗျာကျွန်တော်နံပါတ်5မိတ်ဆက်ပေးခြင်းနဲ့ဖုန်းလေးကတော့ RMB Note 14 4G ပဲဖြစ်ပါတယ်ခင်ဗျာဒီဖုန်းလေးကိုတော့ RAM 8256ကို63900နဲ့ရောင်းချနေတာကိုလည်းတွေ့ရပါတယ်ခင်ဗျာ ျွန်တော်နံပါတ်6မိတ်ဆက်ပေးခြင်းနဲ့ဖုန်းလေးကတော့ Redmi Note 12 5G ပဲဖြစ်ပါတယ်ခင်ဗျာဒီဖုန်းလေးကိုတော့ RAM 6128ကို5390000နဲ့ရောင်းချနေပြီး RAM 8256ကိုတော့5390000နဲ့ရောင်းချနေတာကိုတွေ့ရပါတယ်ခင်ဗျာကျွန်တော်နံပါတ်9မိတ်ဆက်ပေးခြင်းနဲ့ဖုန်းလေးကတော့ Redmi Note 30 5G ပဲဖြစ်ပါတယ်ခင်ဗျာဒီဖုန်းလေးကိုတော့ RAM 8128ကို5390000နဲ့ရောင်းချနေပြီး RAM 8256ကိုတော့5890000နဲ့ရောင်းချနေတာကိုတွေ့ရပါတယ်ခင်ဗျာ ကျွန်တော်နံပါတ်၈မိတ်ဆက်ပေးခြင်းနဲ့ဖုန်းလေးကတော့ Redmi Note 30 Pro 5G ပဲဖြစ်ပါတယ်ခင်ဗျာဒီဖုန်းလေးကိုတော့ RAM 8 128ကို633,900နဲ့ရောင်းချနေပြီး RAM 8256ကိုတော့8329,900 RAM 1256ကိုတော့8349,900နဲ့ရောင်းချနေတာကိုလည်းတွေ့ရပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါကျွန်တော်ရဲ့ဗီဒီယိုတို့အဆုံးထိလိုက်ကြည့်ပေးရအတွက်အားလုံးကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာအဒီလောက်ကိုရင်ဖုန်းဝင်ပေါ်တာတွေအတွက်ကျွန်တော်ရဲ့ဗီဒီယိုလေးရတဲ့အကျိုးတစုံလေးရရရှိမယ်လို့မျှော်လင့်ပါတယ်ခင်ဗျာကျွန်တော်နောက်ဗီဒီယိုမှာတော့ရမီဖုန်းစစ်ဈေးနှုန်းများပတ်တူးကိုပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်ဒီပတ်တူးမှာတော့ရမီ Note 40ကနေပြီးတော့ရမီ Note 50 Pro Plus ထိကျွန်တော်ပြောပြပေးသွားမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့နောက်ဗီဒီယိုလေးကိုလည်းအားပေးကြဖို့မျှော်လင့်ပါတယ်ခင်ဗျာအားလုံးကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ